င်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဂင်းနီပြည်နယ်မိုးပြဲမြို့ကိုအင်အားရာခနဲလောင်းနဲ့ဝင်ရောက်လက်ပြနေအချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတက်ခိုက်ချင်းမွေးရမှာစေကောင်စီတပ်သား23ကတော့အတိအသေးတိတ်ကုန်ကြပြန်တဲ့အပြင်အဲ့ဒီစစ်သားတွေရဲ့မပါအလောင်းတွေကိုပါရရှိထားရုံနဲ့မကနောက်ထပ်စစ်သား3ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးစစ်သား16ဦးကလည်းအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်။ ကင်ဘီနဲ့ထိုင်းမြန်မာနယ်စပ်အနီးကအကြံဖတ်စကောက်စီရဲ့တက်စကန်တွေကိုတစ်ခုပြီးတစ်ခုတိမ့်ပိုက်လာနေတဲ့ KNL ပူပေါင်းတပ်တွေဟာနောက်ထပ်ထိုင်းမြန်မာနယ်စပ်ကအကြံဖတ်စကောက်စီရဲ့မေလာတက်စကန်ကိုပါမေလာ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲတက်မှန်အပိတ်တိမ့်ပိုက်လက်ပြန်ပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြန်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ဂီနီဘီနဲ့မိုးပြမြို့ကိုအင်အားရကနန်းလောင်းနဲ့ဝင်ရောက်လာပြန်တဲ့အကြက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမိုးရမှာစစ်ကောင်စီတပ်သား23ကတော့အတိအသေးတိုက်ကုန်ကြပြန်တဲ့အပြင် အဲ့ဒီစစ်သားတွေရဲ့မပါအလောင်းတွေကိုပါရရှိထားရုံနဲ့မကနောက်ထပ်စစ်သား၃ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားပြီးစစ်သား၁၆ဦးကလည်းအလင်းဝင်ရောက်လာကြတယ်လို့ပြည်သူကာကွယ်ရေးတပ်မတော် PDF viewer အမှတ်၁ရဲ့ပြောရေးဆိုခွင့်ရှိသူကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်တွေကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်းတိုက်ပွဲအတွင်းအတုံယုံသိမ်နေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မပါအလောင်းပုံတွေနဲ့ဒုထောက်အဖမ်းခံထားရတဲ့စစ်သားပုံတွေကိုပါအတိုင်းအတာမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ ဒေါ်လာအင်တက်တွေထိန်းချုပ်ထားတဲ့ဂီနီပီနယ်မိုးပြမြို့ကိုအချက်ဖက်စစ်ကောင်စီတပ်ကအင်အားရာခနန်းလောက်နဲ့စစ်ကြောင်း၃ကြောင်းခွဲပြီးဝင်ရောက်လာပြန်တဲ့အတွက်ဒေါ်လာရီပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမိုးရမှာဒီကနေ့မေလ16ရက်နေ့အထိတိုက်ပွဲတွေဖြစ်ပွားနေရဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းလက်ရှိတိထားချက်အရတဲ့စစ်ကောင်စီတပ်သား23ဦးကတော့အတိအသီးတိတ်ကုန်ကြပြီးအဲ့ဒီစစ်သားတွေရဲ့မပါအလောင်းတွေကပါဒေါ်လာရီတပ်တွေကရရှိထားရုံနဲ့မကနောက်ထပ်စစ်သား3ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားတဲ့အပြင် တစ်ဖက်မှာလေစစ်ကောင်စီတပ်သားတွေဟာရှေ့တန်းစစ်မြေပြင်တွေကနေထွက်ပြေးလာပြီးတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာနေကြတာဟာလက်ရှိအချိန်ထိစစ်ကောင်စီတပ်သား16ဦးအထိအလင်းဝင်ရောက်ထားကြပြန်တယ်လို့ပြည်သူ့ကာကွယ်ရေးတမတော် PDF viewer အမှတ်1ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာလေဂင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်အနီးကအချက်ဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်လာနေတဲ့ KNL ပူးပေါင်းတပ်တွေဟာနောက်ထပ်ထိုင်းမြန်မာနယ်စပ်ကအချက်ဖက်စစ်ကောင်စီရဲ့မယ်လာတပ်စခန်းကိုပါ မေလ15ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲထမန်းအပိသသိမ့်ပိုက်လိုက်ပြန်ပြီလို့ KNU သတင်းရှင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီထိုင်းမြန်မာနေဆက်အနီးကအချက်ဖက်စကောင်စီရဲ့မေလတက်စကန်ကို GNL ပူပေါင်းတပ်တွေကမေလ14ရက်နေ့ကစပြီးတိုက်ခိုက်ရမှာမေလ15ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲတရက်ကျော်လေးသာတိုက်ခိုက်လိုက်ရပြီးစကန်တစ်ခုလုံးကိုအပိသသိမ့်ပိုက်ရရှိသွားပြီဆိုပါတယ်။ အဲ့ဒီစကန်သိတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကထွက်ပြေးသွားတဲ့အရာရှိနယ်စစ်သားတွေကိုဒီကနေ့မေလ16ရက်နေ့မှာ KNL ပူပေါင်းတပ်တွေကလိုက်လံရှင်းလင်းနေတယ်လို့လည်း KNU သတင်းအရှင်မြစ်ကပြောထားပါတယ်အခုရပ်ပိုင်းတွေအတွင်းမှာပဲ KNL ပူပေါင်းတပ်တွေဟာအဲ့ဒီ KNP နဲ့ထိုင်းမြန်မာနယ်စပ်အနီးကချက်ဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတခုပြီးတခုသိမ်းပိုက်လာနေရမှာအခုဆိုရင်ပူလူတူခလေဒိတ်တခေါ်ဘီခွီမော်ဖာတူးနဲ့တာလေတပ်စခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့အပြင် အခုတခါမေလ19နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲစစ်ကောင်စီရဲ့နောက်တပ်မေလတက်စကန်ကိုပါတမန်အပိတသိမ့်ပိုက်ရရှိသွားပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတစက်ထဲမှာပဲထိုင်းမန်နေဆက်အနီကိုမြန်မာစစ်တပ်ရဲ့ K8 တိုက်လေယာဉ်ပြန်တန်းလာတဲ့အတွက်ထိုင်းလီတက်က F16 လေယာဉ်နှစ်စီးအရေးပေါ်ဆေလွတ်ခဲ့တယ်လို့ထိုင်းတော်ဝင်လီတက်ကသတင်းထုတ်ပြန်ထားပါတယ်ဒါကတော့ဒီကနေ့မေလ16ရက်နေ့မွန်းလွဲပိုင်းမှာပဲ ထိုင်းနိုင်ငံကချနာဘူရီနေဆက်အနီးကိုမြန်မာဘက်က KA တိုက်လေယာဉ်တစီးချင်းကပ်လာတဲ့အတွက် ထိုင်းလီတက်ကအရေးပေါ်အမိတ်နဲ့ထိုင်းမြန်မာနေဆက်ကို F16 တိုက်လေယာဉ်နှစ်စီးဆေလွတ်လိုက်တယ်ဆိုပါတယ်။အလားတူပြီးခဲ့တဲ့မေလ6ရက်နေ့ကလည်းအဲ့လိုပဲမြန်မာစစ်တပ်ဘက်ကတိုက်လေယာဉ်ဟာထိုင်းမြန်မာနေဆက်အနီးကိုအခုလိုပဲပြန်တန်းလာတဲ့အတွက်ထိုင်းလီတက်ကတိုက်လေယာဉ်နှစ်စီးဆေလွတ်ပြီးအိမ်ကြီးချင်းနိုင်ငံကိုမကျူးကျော်ဖို့မြန်မာစစ်တပ်ကိုတတိပေးခဲ့ရသေးတယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာတော့ ကင်းလေးပူပေါင်းတက်တွေကအဲ့ဒီထမ်းမြမနေဇက်ကစစ်ကောင်စီရဲ့တက်စကန်တွေကိုတောက်လျှောက်သိမ်းပိုက်လာနေရမှာမေလာ15နေ့ဖြစ်တဲ့မနေ့ကပဲနောက်ထပ်စစ်ကောင်စီရဲ့မေလာတက်စကန်ကိုပါအပိတ်သိမ်းပိုက်လက်ပြီးဖြစ်ပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းတိုင်းတိုင်းလောင်းလုံးမြို့နယ်စမ်းလာကြေးရွာကအချက်ပစစ်ကောင်စီတောက်တိုင်ပူစောတိ6ဦးကိုဒေါ်လိုင်းတက်တွေကအရှင်ဖမ်းဆီးရမိထားပြီးမတက်ဆိုင်သူတဦးကိုတော့ပြန်လွတ်ပေးလိုက်သလို UNG ရဲ့ညွှန်ကြားချက်နဲ့အညီဆက်လက်ကင်တွယ်နေတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ် ဖြစ်စဉ်ကတော့မေလ10ရက်နေ့ကပဲလောင်လုံးမြို့နယ်ဆန်းလာကြေးရွာကအချမ်းဖက်စစ်ကောင်စီတောက်တိုင်းပြူစောတီသိန်းစောအောင်မိုးနယ်ဇော်ဇော်ညိမ့်ဆိုသူတို့အပါအဝင်ပြူစောတီ6ဦးကိုတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်ဆိုပါတယ်အဲ့လိုဖမ်းဆီးရမိထားတဲ့ပြူစောတီတွေစီကနေစစ်ကောင်စီနဲ့ပုံစံအမျိုးမျိုးပတ်သက်ဆက်နွယ်ထားတဲ့တပ်တွေအချက်လက်တွေကိုပါတော်လိုင်းတပ်တွေကသိမ်းဆီးရရှိထားပြီးသူတို့နဲ့အတူဖမ်းဆီးရမိတဲ့အထက်ကမသက်ဆိုင်တဲ့သူတအုပ်ကိုတော့တော်လိုင်းတပ်တွေကခံဝင်ကြိထိုးခိုင်းပြီးပြန်လွှတ်ပေးလိုက်တယ်လို့ လောင်လုံးမျိုးနယ်ပတ်ကဖားရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။လက်ရှိမှာတော့ဖန်စီရမိထားတဲ့ပြစောတိ6ဦးကို UNG ရဲ့ညွန်ကြားချက်နဲ့အညီဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေပြီးတချို့တွေလည်းသူတို့ကိုယ်တိုင်စစ်ကောင်စီနဲ့မဖြစ်မနေမှုလို့ပတ်သက်ရပုံတွေကိုပါထွက်ဆိုထားကြတာတွေလည်းရှိသလိုလက်ရှိမှာတော့ UNG ရဲ့လက်ညွန်ချက်အတိုင်းဆက်လက်ဆောင်ရွက်နေပါတယ်လို့လောင်လုံးမျိုးနယ်ပတ်ကဖားရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာ။ ဖက်မှာတော့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဘာတိုက်ပွဲမှမဖြစ်ပဲလေရင်နဲ့လာပြီးဘုံကျဲတက်ခိုက်သွားမှုကြောင့်အသက်73နှစ်အရွယ်ကျောင်းသားအပါဝင်ပြည်သူ၂ဦးသေဆုံးခဲ့ရပြန်ပြီးနောက်ထပ်ပြည်သူ၁၂ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံတော်လှန်ရေးသတင်းရှင်းမိကရန်ကုန်ဖြစ်တဲ့ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ၁၅နှစ်ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအကြမ်းဖက်စစ်ကောင်စီတပ်ကချင်းပြည်နယ်မင်းတပ်မြို့နယ်တိုက်နယ်အမှတ်၁အတွင်းမှာရှိတဲ့ကျေးရွာကိုဘာတိုက်ပွဲမှမဖြစ်ပဲလေရင်နဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ် အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ဂျေရော်ရဲကအသက်၃နှစ်အရွယ်ကျောင်းသားအပါအဝင်ပြည်သူ၂ဦးသေဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူ၁၁ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံတော်လိုင်းရဲ့သတင်းအစီအမံကပြောထားပါတယ်ခင်ဗျာတပ်ဖက်မှာတော့ရကုံမျိုးလှိုင်းသားရမြို့နယ်မှာရှိတဲ့ချမ်းကြီး Adidas ဖက်နက်ဆက်ယုံမှာအလုသမားတွေအနေနဲ့တရက်လောက်အားက12000ကျပ်ရရှိဖို့ အလုံသမား6000ဝန်းကျင်ကတတိယနေ့အဖြစ်ဆက်လက်ဆန္ဒပြနေပြီးအလုံရှင်ကစစ်တပ်နဲ့ရဲကိုခေါ်မယ်ဆိုပြီးတော့ပါချင်းချောက်နေတယ်လို့ဆန္ဒပြအလုံသမားတွေကပြောပါတယ်ဖြစ်စဉ်ကတော့မေလ14ရက်နေ့ကစပြီးအဲ့ဒီရန်ကုန်မြို့လှိုင်တန်ရမြို့နယ်မှာရှိတဲ့ချမ်းကြီး Adidas ဖနက်ဆက်ရုံမှာအလုံသမားတွေကတရက်လောက်အက12000ကျပ်တိုးမြင့်ရရှိဖို့စတင်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီနောက်ဒီကနေ့မေလ16ရက်နေ့မှာလေတတိယနေ့အဖြစ်အလုံသမားတွေကဆက်လက်ဆန္ဒပြနေရမှာ လောက်သမားစုစုပေါင်းအယောက်6000ဝန်းကျင်အထိရှိလာပြီးလောက်သမားတွေဘက်ကအ ਨੇ စုံတရက်လောက်ခ8000အောက်မကြဖို့တောင်းဆိုနေကြသလိုစစ်ရုံဘက်ကတော့တိကျတဲ့အပြစ်မပေးဘဲစက်ပြီးဆန္ဒပြရင်စစ်တပ်နဲ့ရဲကိုခေါ်မယ်ဆိုပြီးတော့ပါချင်းချောင်းနေတယ်လို့ဆန္ဒပြလောက်သမားတွေကပြောထားကြပါတယ်အဲဒီရန်ကုန်မြို့လှိုင်းတရာမြို့နယ်မှာရှိတဲ့ချမ်းကြီး Adidas ဖနက်စက်ရုံဟာတရုတ်နိုင်ငံသားပိုင်ဖြစ်ပြီးကဘာကျော် Adidas ဒစိတ်ဖနက်တွေကိုအတိကထုတ်လုပ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ကဲဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ